ရိုင်ဝင်နဲ့ပွဲမှာသူ့ကိုတခဲနဲ့ငွေအားပေးကြဖို့ပရိသတ်တွေကိုတောင်းဆိုလာခဲ့တဲ့ဂျိုရှော့ပန်ပရိသတ်များလုံးဝမိန်လာများမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်ချင်းလေးဘက်ကတော့ဒီအဘက်ကမှာဘရန်ဒန်ရိုင်ဝင်နဲ့ပွဲကိုရှင်းပြန်ကစားတော့မှာဖြစ်ပါရင်ဗန်ဘက်ကရရှိလာတဲ့အချိန်နှစ်ပတ်ကျော်အတွင်းမှာလေးချင်းပြင်ဆင်စရာရှိလာတဲ့အားလုံးကိုအဖက်ဘက်ကနေလိုလေသိမရှိအောင်လေးချင်းပြင်ဆင်ထားခဲ့ပြီဖြစ်လို့ဒီပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီပြီးခဲ့တဲ့ရက်ကဗန်ဟာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဂျွန်လ28နေမှာနောက်ထပ်တိုက်ပွဲတစ်ခုရှိပါတယ်မိဘညီအကောင်မောင်နှမများကျွန်တော်အတွက်ဆူတောင်းပေးကြပါ စနေနေ့မှာပြန်တွေ့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ post တင်ရေးသားထားခဲ့ပါတယ်။ဗိုင်းရဲ့ထုတ်ဖော်ပြောဆိုမှုကပရိသတ်ရဲ့အာယုံဆိုင်မှုကိုတော်လေးရရှိခဲ့ပါတယ်။ဒီလိုမျိုးပရိသတ်တွေစီကဆူတောင်းပေးဖို့တောင်းဆိုမှုကဗိုင်းရဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုပိုင်းကိုမြင့်တင်လို့တဲ့ရည်ရွယ်ချက်ကိုပြသနေပါတယ်။ကိုယ်တိုင်တော့ပွဲအတွက်ယုံကြည်ချက်ရှိပါတယ်။ပရိသတ်ရဲ့တခဲနဲ့အားပေးဝင်ရမှုကိုသာရရှိမယ်ဆိုရင်ပွဲစားရတာပို့ပြီးတော့အားရှိလာပါတယ်။ဗန်ဟာမြန်မာနိုင်ငံကနေအမေရိကန်ကိုပြောင်းရွှေ့လာခဲ့တဲ့လူငယ်တူဖြစ်ပြီး သူရဲ့မိသားစုကသူ့အောင်မြင်မှုအတွက်အဓိကတွန်းအားဖြစ်ခဲ့တယ်လို့အင်တာဗျူးတွေမှာဖော်ပြထားပါတယ်။ Essentially Sport မှာဖော်ပြထားတယ်လို့ဗန်ရဲ့မိခင်ကဗန်ရဲ့ဘယ်ပွဲမှာပဲဖြစ်ဖြစ်ရှေ့တန်းကနေအားပေးနေတာဖြစ်လို့ဒါကလည်းသူရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ဗန်ကမြန်မာပြည်သက်တွေနဲ့အမြဲဆက်သွယ်နေတဲ့အားကစားသမားတူဖြစ်ပြီး USC 213မှာမြန်မာအလံကိုကင်ဆောင်ခွင့်ရခဲ့စဉ်မှာသူရဲ့ပြည်သက်တွေကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ MMA ဂျွန်ကီးမှာဖော်ပြထားတယ်လို့ဗန်ကမြန်မာကိုကမ္ဘာအဆင့်မှာပြချင်တယ်လို့ ြောခဲ့ပြီးဒီလိုမျိုးပြည်သက်တွေအားပေးမှုကိုတောင်းခံခြင်းကသူ့ရဲ့မြန်မာနိုင်ငံအတွက်ဂုဏ်ယူမှုနဲ့ဆက်သွယ်မှုကိုမြင့်တင်ပေးနိုင်တယ်လို့ယူဆရပါတယ်။ VAN USC 31စစ်မှာ Bureau စစ်ပေါ်ကို DKO နဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက်မမျှော်လင့်ထားတဲ့အခွင့်အရေးကိုရရှိခဲ့တဲ့ Brandon Rivera နဲ့ပွဲကိုစေအားထက်သန်နေတယ်လို့4မှာဖော်ပြချပါတယ်။ VAN က If I win the fight, I am number 1. ဒီပွဲမှာကျွန်တော်နိုင်ကျွန်တော်နံပါတ်1ဖြစ်ပြီလို့ပြသစွာပြောခဲ့ပြီးဒီပွဲကမှသူ့ရဲ့ချန်ပီယံဖြစ်မှုနဲ့ဆုံးဖြတ်ချက်ချဖို့အဓိကအခွင့်အရေးဖြစ်တယ်လို့ယူဆခဲ့ပါတယ်ပရိသတ်တွေရဲ့ဆူတောင်းမှုကိုတောင်းဆိုလာတာကဗန်ရဲ့ယုံကြည်မှုဆန်ရပြင်ဆင်မှုတစ်ခုဖြစ်နိုင်ပါတယ်ဗန်ရဲ့ဆူတောင်းပေးဖို့တောင်းဆိုမှုကသူ့ရဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုကိုမြင့်တင်ဖို့ရည်ရွယ်ချက်ဖြစ်ပြီးသူ့မိသားစုနဲ့မြန်မာပြည်သက်တွေအားပေးဖို့ကိုပုံမအားဖြစ်ဖို့ရည်ရွယ်ထားတယ်လို့ယူဆနိုင်ပါတယ်။ဒီလိုမျိုးပြည်သက်တွေနဲ့ဆက်သွယ်မှုက USC 317မှာသူ့ရဲ့စွမ်းဆောင်ရည်ကိုပုံမအားကောင်းစေနိုင်ပါတယ်။မြန်မာပြည်သက်တွေဟာချင်းလေးဖန်ကို USC ရဲ့ပထမဆုံးမြန်မာအားကစားသမားအဖြစ် အထူးကောင်းယူစွာအားပေးနေကြပြီး rival နဲ့ထိုးခွင်းရတဲ့အပေါ်မှာတခဲနဲ့ဝင်းရံအားပေးနေကြပါရင် Global New Life of Myanmar မှာဖော်ပြထားသလို Van Hao မြန်မာနိုင်ငံရဲ့အားမန်တစ်ခုပုံရိပ်တစ်ခုဖြစ်လာခဲ့ပြီးသူရဲ့အောင်မြင်မှုတွေကမြန်မာလူငယ်တွေအတွက်အလုံးစုံမှုတစ်ခုဖြစ်စေတယ်လို့ဆိုထားပါရင်ဗန်ဟောင်မြန်မာနိုင်ငံကို USC ကမှာကိုစားပြုတဲ့ပထမဆုံးသူဖြစ်ပြီးသူရဲ့ပွဲတိုင်းမှာမြန်မာလန်ကိုကင်ဆောင်ဖို့ကြိုးစားနေသူဖြစ်ပါရင် K-Cypress မှာဖော်ပြထားသလိုဗန်ကမြန်မာကိုကမ္ဘာအဆင့်ပြချင်တယ်လို့ပြောခဲ့ပြီးဒီဆန္ဒကမြန်မာပြည်ထက်တဲ့ခေါ်ယူမှုကိုပိုအားကောင်းစေပါရင် ရိုင်ဗန်နဲ့ထိုးသက်ခွင့်ရတဲ့အပေါ်မှာမြန်မာပြည်သက်တွေကဗန်ရဲ့ရဲရင်မှုနဲ့အခွင့်အရေးကိုလက်လွတ်မခံတဲ့သဘောကိုအထူးတန်ဖိုးထားကြပါရင်ဗန်အောင်မြင်မှုတွေအောင်မြန်မာနိုင်ငံရဲ့လူငယ်တွေအတွက်တော့ MMA ကိုစိတ်ဝင်စားလာစေတဲ့တွန်းအားတစ်ခုဖြစ်လာပါရင် K Cypress မှာဗန်ကမြန်မာလူငယ်တွေ MMA ကိုစိတ်ဝင်စားလာပြီးနောက်နှစ်တင်မှာမြန်မာအားကစားသမားတွေပုံမပေါ်ထွက်လာနိုင်မယ်လို့ပြောခဲ့ပါရင်ဒီလိုမျိုးမြန်မာလူငယ်တွေရဲ့အိမ်မက်တွေကိုလှုံ့ဆော်ပေးနိုင်တဲ့ဗန်အောင်မြင်မှုကပရိသတ်တွေအားပေးမှုကိုပိုမိုအားကောင်းစေပါရင် မြန်မာပြည်သက်တွေကဗန်နိုင်းသည်ဖြစ်စေရှုံးသည်ဖြစ်စေသူရဲ့ကြိုးစားမှုနဲ့မြန်မာကုံတရင်ကိုကဘာအဆင့်မှာပြသပေးနိုင်တဲ့အပေါ်အထူးဂုဏ်ကြပါရီ H Walker Post တင်မှာမြန်မာပြည်သက်တွေကဗန်ရဲ့ပွဲစဉ်ကိုဆင်အားထက်သန်စွာဆွေးနွေးနေကြပြီးသူရဲ့နေမြန်နဲ့တလန်းမှုကိုချီးကျူးနေကြတာတွေ့ရပါတယ်မြန်မာပြည်သက်တွေရဲ့အားပေးမှုဟာဗန်ရဲ့မြန်မာကုံတရင်ကိုကဘာအဆင့်မှာပြသပေးနိုင်တဲ့စွမ်းရည်နဲ့လူငယ်တွေအတွက်အလုံဆောင်မှုပေးနိုင်တဲ့သူရဲ့အောင်မြင်မှုတွေကိုအခြေခံထားပါတယ် driver နဲ့ထိုးခွင့်ရတဲ့အပေါ်မှာမြန်မာပြည်သက်တွေရဲ့ဂုဏ်ယူမှုကဗန်ရဲ့စိတ်ဓာတ်ကိုပုံမအားဖြည့်ပေးနိုင်မယ့်အဓိကအချက်တစ်ခုဖြစ်နိုင်ပါတယ် ပြည်သူများအနေနဲ့ကရောဗန်ရဲ့ပွဲကိုအားပေးကြဖို့အစီအစဉ်ဖြစ်နေကြပြီလားဗျာဗန်အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ရောယုံကြည်ထားကြတယ်မလားပြောပြခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗျူလီကတော့ပါပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ